Rambi ရဲ့ K series ကိုမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် Rambi ကအခုပဲ K90 series ကိုမိတ်ဆက်ပေးသွားခဲ့တယ်။တကယ်ပဲစောင့်ရတာတန်ပါတယ်လို့ပြောရတော့တဲ့အထီကိုမှပဲ hardware ဘက်မှာတော်တော်လေးကြံ့နေ တော့ဒီနေ့ပွဲမှာ Rambi က Rambi K90 ရဲ့ Rambi K90 Pro Max ဆိုပြီးတော့နှစ်မျိုးမိတ်ဆက်ပေးသွားခဲ့တယ်ဆိုတော့ဈေးအသက်သာဆုံးဖြစ်တဲ့ Rambi ရဲ့ K90 လေးနဲ့ပဲဆက်လိုက်အောင်သူ့ရဲ့ display က6.59 inch ဆိုတော့အရင်အကြီးမဟုတ်ဘူးဒါပေမဲ့သုံးပေးထားတာ TCL M10 Rear RGB OLED Panel ကိုသုံးပေးထားတယ်ပြီးတော့ Bebel Frame တွေကလည်း Metal Frame နဲ့လာမှာဒါပေမဲ့သူ့ရဲ့နောက်ကျောဘက်မှာ Pro Version တွေလိုမျိုး Boost Subwoofer မပါလာတော့ဘဲနဲ့အဲ့ဒီစားကျွန်တော်တို့115အဲ Dual Speaker ပေါ့နော်အပေါ်ဘက်အောက်ဘက် Symmetrical ကြားရဲ့ Speaker နှလုံးကိုသုံးပေးလာတယ်အဲ့ Speaker နှလုံးကိုလည်း Boss က Audio ကျွန်းနေလုပ်ပေးထားတယ် ယ်ကင်မရာဘိုင်းမှာလည်း triple camera setup အဲကျွန်တော်တို့ tele sensor အတွက်ကောမှာ 16mm 2.5 optical ရတဲ့ tele sensor တစ်လုံးပါလာမယ်နောက်ပြီး 50megapixel light hunter 800 sensor တစ်လုံးရဲ့အဲဒါပေမဲ့ ultra wide ကကျတော့ 8megapixel ပဲပါလာမယ် performance ပိုင်းအတွက်ကတော့အစောပိုင်းသတင်းတွေထွက်နေသလို Qualcomm ရဲ့ Snapdragon 8E Legion 5ကိုသုံးပေးထားတာမဟုတ်ဘဲနဲ့မနစ်က Qualcomm ရဲ့ Snapdragon 8E လို့ကိုသုံးပေးထားတယ် battery အနေနဲ့တော့7100 mAh ပါလာမယ်ဒါအောင်မှအပြန့်သွင်းမှုအတွက်က 100W ထိ support လုပ်ပေးထားရဲ့အယောင်တွေအနေနဲ့ကတော့ကျွန်တော် black gear ပါပဲ green ရယ် white ရယ်ဆိုပြီးအယောင်၄အောင်စိတ်ကြိုက်ရွေးလို့ရမယ်သူ့ကိုရောင်းပေးမယ်စေကတော့ China Yuan 2599ဆိုတော့ကျွန်တော်မြန်မာငွေနဲ့တွက်မယ်ဆိုရင်15သိန်း16သိန်းဝင်ကျင်ပဲရှိလိမ့်မယ်ဒါပေမဲ့ဒီကိုရောက်မယ်ဆိုရင်တော့ဒီထက်နည်းနည်းဈေးပိုများသွားနိုင်တယ်ဆိုတော့ကျွန်တော် Redmi K90 Pro Max ဘက်ကိုဆက်သွားလိုက်အောင်ဒီဖုန်းရဲ့အဓိကထူးခြားချက်ကတော့ Audio ပဲသူ့ရဲ့နောက်ကျောဘက်မှာကျွန်တော် Boost Scale Subwoofer တစ်လုံးပါလာမယ်အဲ့တော့မှကျွန်တော် Oppo Aux Stereo Speaker နှလုံးနဲ့တွဲပြီးတော့2.1 Stereo Surround Sound အနေနဲ့အလုပ်လုပ်မယ်ပြီးတော့ဒီဖုန်းရဲ့အတန်ထွက်က7 Watt လောက်ထိထွက်တယ်ဆိုတော့ကျွန်တော် Toyon Bluetooth Speaker အသေးစားပေါ့နော်လက်နဲ့ကန်လို့ရတဲ့ Bluetooth Speaker အတန်ထွက်လောက်ထိထွက်မယ်ဆိုတာကြီးရ တော်တော်ကြီးကိုကျန်းတယ်လို့ပြောလို့ရတယ်။ရှောင်းမီကတော့ဒီနောက်ကျောဘက်ကကင်မရာဘေးမှာလွတ်နေတဲ့နေရာကို display ထဲလိုက် speaker ထဲလိုက်နဲ့လုံးချင်တိုင်းကိုလုံးနေတော့တာပဲ။ display ဘက်မှာတော့သူကခက်ကြီးကြီးပဲ6.9 inch ကိုမှသူလဲ TC ရဲ့ M10 Real RGB OLED panel ကိုသုံးပေးထားတယ်။အဲ့တော့မှကျွန်တော် brightness က3500အတွက်နေစီပါလာမယ်။ 120Hz support လုပ်ပေးထားမယ်။နောက်ပြီးရှောင်းမီရဲ့ eye protection 3.0လဲပါလာအောင်မယ်။နောက်ပြီးတော့ကင်မရာဘက်မှာဆိုရင်လဲ50 megapixel light hunter 950ကိုသုံးပေးလာတယ်။သူက main sensor အနေနဲ့လုံးလုံးမယ်။နောက်ပြီးတော့ tele sensor ကိုလဲကျွန်တော် 5HD optical ရိုက်လို့ရမဲ့ sensor ကိုထည့်ပေးထားတယ်။ဒီ စံစားကျွန်တော် DNC optical ရိုက်မယ်ဆိုရင်တော့မှာပဲ crop light လို့ quality မကျတော့အောင် optimization လည်းလုပ်ပေးထားတယ်နောက်ပြီး extra wide မှာလည်း50 megapixel camera ကိုသုံးပေးလာတယ်နောက် performance ပိုင်းအတွက်ကျတော့သူက latest and greatest chipset တစ်ခုဖြစ်တဲ့ Qualcomm Snapdragon 8 Elite Gen 5နဲ့လာမယ်အဲ့တော့မှာ battery ပိုင်းမှာဆိုရင်လည်း 7560mAh ပါလာအောင်မယ် wire နဲ့အားသွင်းမယ်ဆို 100W ထိ support လုပ်ထားတယ် wireless နဲ့အားသွင်းမယ်ဆို 50W ထိ support လုပ်ထားတယ်ဒါအောင်မှာတခြားဖုန်းတွေကိုအားပြန်သွင်းမှုအတွက်က 22.5W ထိ support လုပ်ပေးထားသေးတယ်ပြီးတော့ကြိုတင်သတင်းတွေထွက်နေတဲ့အတိုင်းပဲ Redmi K90 Pro Max ကို Gen Edition လေးလည်းထုတ် ေးသွားသေးရပါတော့ဆိုတော့ဒီနင်းလေးကိုကြိုက်တဲ့ကျွန်တော်အတွက်ဆိုရင်တော့လေဒီ Redmi K90 Pro Max ကဒီနင်း edition လေးကတော့တော်တော်လေးကိုသဘောကျတယ်လှလည်းတော်တော်လေးကိုလှတယ်ကျန်တဲ့အယောင်လေးအနေနဲ့ကတော့အဖြူမဲဆိုပြီးတော့၂ယောင်စိတ်ကြိုက်ရွေးလို့ရမယ်ဈေးအနေနဲ့ကတော့ RAM 3999ဆိုတော့ကျွန်တော်မြန်မာငွေ24သိန်း25သိန်းဝင်းကျင်လောက်ဒီဟိုမှာတရုတ်နိုင်ငံမှာဝယ်လို့ရမယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုတော့ဒီထက်နည်းနည်းလေးပိုများမယ်ဆိုတော့ Redmi ရဲ့ဒီနေ့ K90 series မိတ်ဆက်ပွဲမှာမိတ်ဆက်ပေးသွားခဲ့တဲ့ဖုန်းတွေကတော့ဒီလောက်ပဲဘယ်ဖုန်းတွေကိုကြိုက်လဲဘာတွေကိုသဘောကျလဲဆိုတော့ comment မှာလွတ်လပ်စွာဆွေးနွေးပေးသွားလို့ရပါတယ်ဗျ